အားလုံးပဲမင်္ဂလာပါကျွန်တော်ထုံးစံတိုင်းဘောလုံးပွဲတိစက်ပြီးနေ Jason Sport Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်เนาะမနေ့ကနောက်ပွဲပေးခဲ့တယ်เนาะကျွန်တော် Newcastle Man City ပွဲကိုဂိုးပေါ်ပေးခဲ့တယ် Napoli ပွဲကိုတော့ကျွန်တော်ဒါ Napoli ကိုဘက်ကံပြီးတော့ပေးခဲ့တယ်เนาะဒါ Man City ပွဲလို့ရသွားလိမ့်မယ်ထင်တယ်ဒီနေ့လည်းကျွန်တော်ဒါတက်ပြီးတော့ဒါ Super Sunday မှာဆိုတော့ကျွန်တော်အကောင်းဆုံးပွဲပွဲလို့ပြောရတယ်ဒါ Arsenal နဲ့ Spurs နဲ့ပွဲစဉ်ရယ်ကျွန်တော်ဒါဒီ Milan Derby ရယ်เนาะနှစ်ပွဲကျွန်တော်ပြောရမယ်ဒီတော့ကျွန်တော်ဒါ Arsenal ရဲ့ နောက်ဆုံး၅ပတ်ကစားနှမနေရမှာဆိုလို့ရှိရင်ဒါလေးဝက်နဲ့တပွဲတည်ရတယ်တော်တော်ကျတာအဆင်တန်အဆင့်တင်မှာရက်တည်နေတယ်စပါတော့နောက်ဆုံး၅ပတ်ကစားနှမနေရမှာလားနှစ်ပွဲနဲ့တပွဲရှုံးနေတပွဲတည်ရနေတော်တော်ကျတာအဆင့်ရှစ်မှာရက်တည်နေတယ်နော်အဆင်တွေကကျွန်တော်ဒီနှစ်ရာသီဒီရာသီလုံးကတော့ရှုံးခွက်မရှိသေးဘူးဒါအိမ်ခွင်းမှာလည်းအနည်းဆုံးပြိုင်ပတ်သင်းတွေကို9 6လောက်ထိတွင်းထားတာကိုတွေ့ရတယ်စပါကတော့ကျွန်တော်တို့ဒါဒီနှစ်ရာသီဒါတရာဒီတော့မှာဒါဝေးခွင်းတပွဲသာရှောင်းနေတာပြီးတော့ဒါဝေးခွင်းကောင်းတယ်လို့လည်းပြောလို့ရတယ်အသိအသိဖြစ်တယ် ဒီ territory ဆိုမှုနောက်ဆုံး၅ဂျိန်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒါအာဆင်နယ်ကတော့၃ဂျိန်နိုင်တာလေစပါးက၃ဂျိန်နိုင်အာဆင်နယ်၃ဂျိန်နိုင်စပါး၃ဂျိန်နိုင်ပြီး၃ဂျိန်တည်ကစားရတယ်ပေါ့နော်အဲတွေ့ဆုံမှုပိုင်းမှာဆိုလို့ရှိရင်လည်းဒါအာဆင်နယ်ကနိုင်ထားတယ်ပဲဒါပေမဲ့အာဆင်နယ်ကကျွန်တော်တော့ဂိုးပြတ်နိုင်တာတော့မတွေ့ရဘူးအနည်းဆုံး1 C 2မှလောက်လည်းကတ်နိုင်တာတွေ့ရတယ်ဒီနေ့ပေါ့ကြီးကအာဆင်နယ်ကတလုံး40ရှုံး၊၉ပေါင်းက၃လုံး80စားဖြစ်နေတယ်နော်။အဲ့တော့ဒီနေ့ဒါအာဆင်နယ်ရဲ့စပါးရဲ့ပွဲစဉ်လေးကကျွန်တော်ပြောရမယ်ဆိုတော့ ာဆင်နယ်အနေနဲ့ဒါအိမ်ခွဲမှာစပါးနဲ့တွေ့လာရင်ကျွန်တော်ဒါလေကူနိုင်လာတော့မရှိဘူး။ကိုပြက်လည်းမသွင်းနိုင်ဘူးเนาะ။ကိုပြက်နိုင်လာတာလည်းမရှိဘူးပြတ်เนาะ။ရှားတယ်။ဟို1 C 21လောက်ပဲသွားထားတဲ့အတွက်ကြောင့်ဒီနေ့ Arsenal ပေါက်ကြီးကကျွန်တော်နှလုံးသွင်းမှာအပြစ်စားမယ်ဂျေးမဖြစ်တယ်เนาะ။နှလုံးသွင်းမှာနိုင်မဂျေးမဖြစ်တယ်။ကျွန်တော်ကဘိုးဘောင်းကလည်း380စားဆိုတော့ဟိုတွစ်ဆုံမှုတွေနဲ့ကျွန်တော်ကဘိုးဘောင်းပြန်ပန်းကြည့်လို့ရှိရင်ကျွန်တော်ကတော့ဒါဒီနေ့ပွဲမှာဟိုစပါးကိုကျွန်တော်ကိုကြိုက်နေတယ်เนาะ။စပါးပေါ်ဒီကိုကြိုက်တယ်။ ပြီးလို့ရှိရင်ကိုပေါင်းကတော့ကိုပေါင်းဆောက်ချင်တဲ့ညီကိုတို့တော့ကျွန်တော်ကဒါအနည်းဆုံးဒီပွဲကိုဒါ 1C 11အဲ့လောက်ပဲဖမ်းနေတယ်အဲ့တော့ကျောင်းဒီကိုကပို့ချိုက်တယ်နော်နောက်ထပ်ပွဲကဒါကျွန်တော်ဟို Serie A ရဲ့ဒါဟို Internet AC ရဲ့နော်ဒါ Milan Derby ဖြစ်တယ် Inter ကနောက်ဆုံးကပကစားထားနေပါလား၄ပွဲတိုင်ပြီးတော့တပွဲရှုံးနေတယ်ဘယ်လိုစေဒါအဆင့်နှစ်ပါဒါတပွဲရောနဲ့ရက်တည်နေတယ်နော်နောက်ဘူတီးကကျတော့တပွဲတာတော့အဆင့်တရောက်ပါ AC ကတော့နောက်ဆုံးငါးပွဲကစားထားတဲ့နေရာမှာဒါနှစ်ပွဲနဲ့နှစ်ပွဲတည်တပွဲရှုံးနေတယ်တော့လေဒါတပွဲရောနဲ့အဆင့်ငါးမှာရက်တည်နေတယ် အင်တာကဒါကျွန်တော်ဒါဒီနေ့ရတယ်မှာအင်ကွေးရှင်းပွဲလုံးဝမရှိသေးဘူးဒါအင်ကွေးမှာဆိုတော့ဒါနောက်ဟိုအနည်းဆုံးနောက်ဘောလုံးလေးတွင်းထားတာတွေ့ရတယ်ဒါ AC ကတော့တောင်းအဝေးကွင်းနေမှာဒါရှင်းပွဲမရှိသေးဘူးဒါအတင်းတော်တော်များများအောင်လေဒါတေးလောက်ထိဆွဲခေါ်ပြီးတော့ဒါခံခံထားတာတွေ့ရတယ်ကျေဆုံးမှုနောက်ဆုံး၅ချိန်မှာဆိုလို့ရှိရင်ဒါ AC ကဒါ၃ချိန်နိုင်ထားပြီးတော့ဒါ Inter ကဒါဟို၂ချိန်တော့ပဲနိုင်ထားတယ်ဗျ။နောက် CD မဟုတ်ဘူးเนาะကျွန်တော်ဒါ CD ရဲ့ကတ်တွေရောဗာတွေရောအကုန် အကုန် PC ကိုမှာဒါနောက်ဆုံး၅ချိန်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒါ AC ရပေါ်တာလေဗျာနော်တွဲဆုံပိုင်းနေမှာဒီနေ့ပေါက်ကြီးကကျွန်တော်ဒါ Inter ကဟိုတေးတေး85ရောရှုံးဘူပေါင်းပါနှလုံး80ရှုံးနေစတင်လာရတော့ကြောင်းဒီနေ့ဘွဲမှာတော့ကျွန်တော်ကဒါဟို body type ဘူပေါင်းကိုကြိုက်တယ်ဗျာနော်နှစ်သင်းရတာကျွန်တော်ဒါဟိုဘယ်လိုပြောလဲအစင်း စင်1 12လောက်ကိုတက်ဖို့တော့ကိုဒါနော်သူတို့နှစ်သိန်းလောက်ကဒါအလိုက်ကန်မဲ့နေထားပုံဖြစ်တယ်ဗျနော်အဲ့တော့ကျွန်တော်ကဒီလေးပွဲလေးရအပြန်အသွင်းကိုနေမြင်ရလိမ့်မယ်ထင်တယ်6ဘောကိုကြိုက်တယ်နော်မီလန်ဒါဗျူ6ဘောကြိုက်တယ်ဘော်ဒီကစားစင်ကြီးကိုတော့ကတော့ကျွန်တော်တော့ body body ဆိုလို့ရှိရင်တော့ကျွန်တော်တော့ inter ကိုကြိုက်တယ်ဗျနော်ကြိုက်တူမှာဆော့ပါအဲ့ဒီလိုပဲလို့တောင်းတတိုင်းပဲကျွန်တော်တို့ဗီဒီယိုလေးအောက်မှာလင့်လေးချပြီးသားရတယ်ပဲနော် Telegram channel Viber channel ကို live ကို live ရကြပါအောင်လို့ဖိတ်ခေါ်ပါတယ်နောက်နေ့ကျွန်တော်မိုင်းဝဲတဲ့အကောင်းဆုံးပြန်လာခဲ့ပြီ